မလေးရှားမှာ passport စာအုပ်အသစ်လျှောက်ခြင်းနဲ့လူတွေအတွက်ကျွန်တော်ဒီနေ့ရရုံအကူနဲ့ပြောပြပါမယ်အခုမလေးရှားမှာတန်ယုံမှာ passport စာအုပ်အသစ်လျှောက်လို့မရပါဘူးเนาะတန်ယုံမှာ passport စာအုပ်အသစ်ထုတ်မပေးပါဘူးထုတ်မပေးဆိုတာလည်းမြန်မာနိုင်ငံကစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ထုတ်မပေးသေးတာနေပါပါနောက်ဘယ်လိုတွေပြောင်းလာအောင်လဲဆိုတော့မတည်သေးပါဘူး update တက်မဲ့သတင်းကိုလည်းကျွန်တော်တို့မတည်သေးပါဘူးเนาะကိုကအခုလက်ထဲမှာ passport စာအုပ်အဟောင်းရှိတယ်တက်တန်းကုန်နေပြီဆိုရင်တော့တက်တန်းသွားတိုးလို့ရပါတယ် တော့တက်တန်းကုန်နေတဲ့မိတ်ဆွေတွေ passport စာအုပ်ကိုတက်တန်းတိုးထားစေချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့နောက်ကြလို့ရှိရင် passport စာအုပ်ကဘလို့အခက်အခဲမျိုးတွေဖြစ်လာအောင်လဲဆိုတော့ကျွန်တော်တို့မသိမသိနိုင်ဘူး။အဲ့တော့ကိုယ့်လက်ထက်မှာ passport စာအုပ်ရှိတယ်ဆိုလို့ရှိရင်တက်တန်းသွားတိုးထားပါ။မြန်မာနိုင်ငံကနေပြီးတော့လာတဲ့စာအုပ်တွေကိုတက်တန်းကုန်ကန်ကြီးဆိုရင်လည်းတက်တန်းသွားတိုးထားပါ။နောက်ပြီးတော့ passport စာအုပ်အပြောက်ရှောက်ချင်တဲ့လူတွေအတွက်ပေါ့နော်။တချို့က passport စာအုပ်အပြောက်ရှောက်ဖို့အတွက်အခက်အခဲကဘာလဲဆိုတော့ Jessica ထောက်ခံစာနဲ့ company ထောက်ခံစာဒီနေရာမှာနှစ်မျိုးကွဲသွားတယ် passport စာအုပ်ကိုမြန်မာနိုင်ငံကလုံလာတဲ့လူတွေစာအုပ်ဆိုလို့ရှိရင် ဒီမှာအပြောက်ပြန်လျှောက်လို့မရပါဘူးပြန်မထုတ်ပေးပါဘူးဒါပေမဲ့စာအုပ်ကမလေးရှားမှာပဲလုတ်ထားတဲ့ passport စာအုပ်မလေးရှားမှာပဲလုတ်တဲ့ passport စာအုပ်ဆိုရင်တော့အပြောက်ပြန်လျှောက်လို့ရပါတယ်အပြောက်ပြန်လျှောက်ခွင့်ပေးထားတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ record ထဲမှာပြန်ကြည့်လို့ရှိရင်ဒီစာအုပ်ကမလေးရှားမှာပဲလုတ်ထားတဲ့စာအုပ်ဖြစ်တဲ့အတွက်အတိပြန်ထုတ်ပေးပါတယ်အဲ့အတွက်လိုအပ်တဲ့ yes scan ထောက်ခံစာနဲ့ company ထောက်ခံစာကယူရတာအခက်အခဲဖြစ်တယ်ဆိုရင်တော့ကျွန်တော်လာပြောပါကိုစာအုပ်က passport စာအုပ်ကမြန်မာနိုင်ငံကလုတ်လာပြီးတော့မှမလေးရှားမှာ အပြောက်ပြန်ရှောက်မယ်ဆိုရင်တော့မရပါဘူးเนาะဘယ်လိုမှမရပါဘူးဘာလို့ဆိုမြန်မာနိုင်ငံကိုသူတို့ပြန်ပြီးတော့ record ပြန်ယူရမယ်ဆိုလို့ရှိရင်မယူပေးတာပဲလားဟိုမြန်မာနိုင်ငံကပဲပိတ်ထားတာပဲလားတော့မပြောတတ်ဘူးဆိုတော့အပြောက်ရှောက်မဲ့လူတွေကအခု loser ကိုစာအုပ်ကမလေးရှားမှာလောက်ထားတဲ့စာအုပ်ဆိုတော့အပြောက်ရှောက်လို့ရပါတယ်ထောက်ခံစာယူခြင်းနဲ့ဆိုရင်ကျွန်တော်စီမှာကျွန်တော်ဖုန်းနံပါတ်ချပေးမယ်ကျွန်တော်ကိုလာပြီးတော့ WhatsApp ကနေဆက်သွယ်ပေးပါပြီးရင်ကျွန်တော်ရှင်းပြပါမယ်အစ်စ်ရှောက်ခြင်းတဲ့လူတွေကတော့အစ်စ်ရှောက်လို့အစ်စ်ထုတ်မပေးဘူးလို့ပြောတယ် password စာအုပ်ကအခုချိန်မှာငါတို့စာအုပ်တွေအစ်စ်ပြန်လျှောက်လို့ရတယ် password စာအုပ်တွေအစ်စ်လုတ်ပြီးတယ်လို့တန်ရုံကနေပြီးတော့မကြင်ညာသေးပဲနေကိုကဒီတိုင်း live ပေါ်မှာတွေ့ပြီးတော့ password စာအုပ်အစ်စ်လုတ်ပြီးတဲ့လူနဲ့ပွဲဆိုင်နဲ့တွေ့မှာဆိုလို့သိတယ်မလားဟို password စာအုပ်ကအစ်စ်တော့လုတ်ပြီးလိုက်တယ်ဘယ်လိုစာအုပ်မျိုးဖြစ်လာမလဲဆိုတာကိုကမသိနိုင်ဘူးလေဆိုတော့ password စာအုပ်ကိုတန်ရုံကနေပြီးတော့အစ်စ်မထုတ်ပေးပါဘူးတက်တန်းကုန်ရင်ကိုယ်တိုင်တက်တန်းသွားတို့ပါပွဲစားမလို့ပါဘူးကောနော်ကိုကိုယ်တိုင်တက်တန်းသွားတို့ပါပွဲစားမလို့ကိုကိုယ်တိုင်သွားတို့လို့ရပါတယ် အဲ့ဒါမှမဟုတ်ဘဲနဲ့ကိုကအကုန်ကြခံကြလို့ပွဲစားနဲ့တိုးမယ်ဆိုရင်တော့ဒါကိုယ်သဘောပေါ့နော်တန်ယုံကိုကိုယ်ကနေတော့အမယ်လက်ပွေနှိပ်ရမယ်တန်တန်းလို့ကိုအတွက်ဆိုတော့လုတ်ဆရာရှိရလောက်ရမယ်ဆိုတော့တန်ယုံကိုလည်းပတ်စံပေးရမယ်တကယ်လို့ကိုကပွဲစားနဲ့တိုးမယ်ဆိုရင်လည်းပွဲစားကိုလည်းထပ်ပေးရအောင်မယ်ကိုကကိုသွားတိုးပြီးတန်းစီပြီးတိုးမယ်ဆိုလို့ရှိရင်လည်းတိုးလို့ရပါတယ်ဘာမှအခက်အခဲပြဿနာမရှိပါဘူးနောက်ပြီးတော့တန်ယုံမှပြောရမယ်စကားကမြန်မာစကားပါမြန်မာလိုပဲပြောရမှာပါဆိုတော့အဲ့ဒီအတွက်လည်းဘာမှမကြောက်ဘဲနဲ့သွားပြီးတော့တိုးလို့ရပါတယ် အဲအပြောင်းလျှောက်တာလေးတစ်ခုပဲနော်ခုနကကျွန်တော်ပြောတဲ့အပြောင်းလျှောက်တာလေးတစ်ခုမှအခက်ခဲရနှစ်ခုရှိတယ်တစ်ခုကတော့မြန်မာနိုင်ငံယူလာတဲ့စာအုပ်ကိုအပြောင်းလျှောက်မယ်ဆိုလို့ရှိရင်တော့ဒီမှာပြန်မထုတ်ပြပါဘူးရရတယ်ဆိုပြီးသွားမလျှောက်ပါနဲ့မရပါဘူးမလေးရှားမှာလုပ်ပြီးသားစာအုပ်ကိုပျောက်လို့တက်တန်းတူးမယ်ဆိုရင်ရပါတယ်ရဲစခန်းထောက်ခံစာနဲ့ကုမ္ပဏီထောက်ခံစာလိုရင်ကျွန်တော်ကိုဆက်သွယ်ပေးပါဆိုတော့ဒါကတော့အခုမလေးရှားမှာရောက်နေတဲ့လူတွေအတွက် passport ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိရလေးကိုနည်းနည်းပြန်လည်မျှဝေတာပါ အဲ့ထက်ပို့ပြီးတည်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် WhatsApp ကနေပြီးတော့မေးလို့ရပါတယ် WhatsApp ကနေပြီးတော့စာပို့ထားလို့ရပါတယ်ကျွန်တော်လည်းအလုပ်ရှိတဲ့အတွက်အလုပ်ချိန်သလိုရှိတော့ဖုန်းကတော့ကင်မှာမဟုတ်ဘူးဒါပေမဲ့ WhatsApp မှာစာပို့ထားရင်ကျွန်တော်အချိန်အားရင်အားသလိုပြန်ပြောပြပြီးမှဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ passport မရှိဘူးဘာဆက်လုပ်ရမလဲပေါ့နော် passport မရှိဘူးဘာဆက်လုပ်ရမလဲတချို့ passport တွေလုံးဝလုံးလို့မရတဲ့လူတွေရှိတယ်ဆိုတော့အကူစီကနောက်တစ်ခုကတော့ UN ပဲရှိပါတယ်ဖြစ်နိုင်တော့ UL register တင်ထားကြပါ UL register ဘယ်လိုတင်ရမလဲဆိုတော့တချို့ကပတ်စံပေးပြီးတော့တင်တာရှိတယ် UN ကိုပတ်စံပြီး register တင်စီရမလို့ပေါ့ကိုယ့်ကကိုတင်လဲတင်လို့ရပါတယ်ဆိုတော့ online ကနေပြီးတော့ကြည့်ပြီးတော့ UN တင်လို့ရပါတယ် register တင်ပြီးသွားပြီဆိုလို့ရှိရင်တော့ရလာလို့မင်းမရပါဘူး register တင်ရုံပဲရှိပါသေးတယ်အဲ့ဒီအတွက်နဲ့ရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဖွဲ့စည်းကတ်တစ်ခုခုလောက်ထားပါအဖွဲ့စည်းကတ်ဆိုကိုယ်နဲ့ပတ်သက်တဲ့တိုင်းရင်းသားကတ်ဆိုလို့ရှိရင်တိုင်းရင်းသားကတ်တိုင်းရင်းသားရုံးတွေကိုသွားပြီးတော့ကတ်လုပ်လို့ရပါတယ်နောက်ပြီးတော့မြန်မာဆိုလို့ရှိရင်ပေါ့နော်ဗမာဆိုလို့ရှိရင်မြန်မာဘူးဗမာဆိုလို့ရှိရင် NLD cut လုပ်လို့ရပါတယ် NLD member ဝင်ထားလိုက်ပါ NLD member ဝင်ထားပြလို့ရှိရင်အဲ့ဒီလို UI တစင်းရှောက်ရှောက်လို့ရပါတယ်ဆိုတော့အနည်းနဲ့အမြန်တော့မပြောတတ်ပါဘယ်တော့ကြာမလဲတော့မသိဘူးပေါ့နော်ဆိုတော့ရှောက်ထားတာပူကောင်းပါတယ်ဘာလို့ဆိုတော့တကယ်လို့အခက်ခဲတစ်ခုခုရှိလာပြီဆိုလို့ရှိရင်ဒီ NGO အဖွဲ့အစည်းတွေနဲ့ပဲကိုကအကူအညီတောင်းလို့ရမှာအခုမလေးရှားမှာလဲ Opera City ကကြားတဲ့အတိုင်းပဲအမြဲတမ်းအဆက်မပြတ်ဖမ်းနေပါတယ် နေလာတမရကာလတစ်ချောင်းလုံးမှာဒီတစ်ခါ operacy တော်တော်ဖမ်းပါတယ်ဒီအစိုးရလက်ထက်ပေါ့နော်ဒီအစိုးရလက်ထက်မှာ operacy တော်တော်ဖမ်းပါတယ်ဘလို့ဖြစ်လို့ဖမ်းနေလဲတော့လည်းမပြောတတ်ပါဘူးဆိုတော့ operacy တန်ကိုလည်းအမြဲတမ်းနားဆွင့်ထားကြပါ operacy တည်င်းတွေအမြဲတမ်းတင်ပြီးတဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့ကတော့ဖမ်းပြီးမှတင်ပြီးတာပေါ့နော်မဖမ်းခင်ကြိုတင်မယ်ဆိုလို့ရှိရင်တော့လည်းသူတို့ပြောသလိုပဲအဖမ်းသူတို့ကိုယ်တိုင်အဖမ်းခံပါပဲမဖမ်းခင်ကြိုတင်လို့ရမှာလေဆိုတော့ operacy ကြိုတင်လို့တော့မရဘူးဒါပေမဲ့သူတို့ကားတွေတွားတာတွေ အဲဒီနားမှာရောက်လာတာတွေကိုကိုအချင်းချင်းမြမချင်းချင်းတွေ့လို့ရှိရင်ဓာတ်ပုံရိုက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ i page တွေကို i page တွေကိုလမ်းပြီးတော့ share ပေးလိုက်ပါသူတို့ကပြန်ပြီးတော့မျှဝေပါလိမ့်မယ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ operacy ကနေပါတွေ့လို့ရှိရင်ဓာတ်ပုံရိုက်ပြီးတော့ i page ရဲ့ admin တွေကိုလမ်းပို့လိုက်ဘယ်နေရဘယ်နလားဘယ်နှခုနှစ်မှာတော့ဒေနေရမှာပေါ့နော်အဲ့ဒါကိုဓာတ်ပုံရိုက်ပြီးတော့ပို့ပေးလိုက်ပါ operacy ကရအောင်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်မြမချင်းချင်းတစ်စင်းနဲ့တစ်စင်းနဲ့ကြားပြီးတော့ရှောင်လို့ရမှာဖြစ်ပါတယ် ိုတော့ကုညီစီယာမြန်မာချင်းချင်းကုညီစီယာနီလန်လေးကတော့ဒီတလမ်းပဲရှိပါတယ်တခြားနီလန်ကတော့ operasi နဲ့ပတ်သက်ပြီးတော့ NGO ဖွဲ့စည်းနေဆက်သွယ်ပြီးတော့ပူးပေါင်းဆောင်ရွက်တာပိုကောင်းပါတယ် operasi ကို live ပြီးတော့ကုညီပေးနေတဲ့အဖွဲ့စည်းတွေလည်းအများကြီးရှိပါတယ်နောက်ပြီးရုံးရောက်တဲ့အထိ live ပြီးတော့ဖြည့်ရှင်းပေးနေတဲ့အဖွဲ့စည်းတွေလည်းအများကြီးရှိပါတယ်ခုမှဘာထောက်တာမှမရှိဘူးဆိုတော့ဖြစ်နိုင်တော့ UN လျှောက်ထားပါပါမစ်ကတော့ဘလို့နေလဲဖားမကြားသေးပါဘူးအရင်တော့ဒီချိန်ကလေးလာ3လပိုင်းလို့လို့ဘာလို့လို့ညာလို့လို့ ਨੇ တည်တင်းတက်တက်တော့ကြားတယ်ဘာမှတော့အတိအကျမသိပါဘူး ဖွင့်လားမဖွင့်လားတော့ဘယ်သူမှမပြောတတ်ပြီပါဆိုတော့ passport ရှိတဲ့လူက passport တက်တန်းကုန်ကနေပြီဆိုတက်တန်းတို့တာပါတကယ်လို့မလေးရှားက passport စာအုပ်ပဲပျောက်ထားတယ်ဆိုရင်တော့အပျောက်ပြန်လျှောက်ချင်တယ်ဆိုရင်ကျွန်တော်စီမှာပုံအိမ်အောင်စုမိတ်တူမပုံတင်မူရင်းရှိရင် yes scan ထောက်ခံစာနဲ့ company ထောက်ခံစာကိုကျွန်တော်အသည့်စီမှာကျွန်တော်တောင်းပြီးတော့ယူပေးလို့ရပါတယ်ကျွန်တော်စီမှာဖုန်းနံပါတ်လာတောင်းလို့ရပါတယ်ဆိုတော့ကျွန်တော်ကူညီပေးနိုင်တာအဲ့ဒီကူတော့ရှိပါတယ်နောက်ပြီးတော့မြန်မာနိုင်ငံ ပါလာတဲ့စာအုပ်တွေပျောက်သွားလို့အပျောက်လျှောက်ခြင်းနဲ့လက်ထဲမှာဘာမှမရှိဘူးဆိုရင်တော့ဘာမှလုပ်လို့မရသေးပါဘူး။အဲ့အတွက်ဖြစ်နိုင် UN ရှောက်ထားကြပါ။ UN ရှောက်ထားပြီးတော့ NGO ဖွဲ့စည်းနေပေါင်းပြီးတော့တခုခုကိုယ့်အတွက်အကာအကွယ်လုပ်ထားတာပိုကောင်းပါတယ်။ဒီအချိန်မှာမြန်မာလူမျိုးတွေကလည်းပြည်ချမှာအရင်များနေပါတယ်။နောက်ပြီးတော့ဖွန်းစည်းတွေလည်းအရင်ကျန်းနေပါတယ်။အဲ့အတွက်တအားကြီးတော့ကြောက်စရာမလိုပါဘူး။အသွာလာအနေထိုင်လေးတွေကယူဆိုင်ပြီးတော့ကိုနေတဲ့နေရာမှာပဲကိုပေါဝင်ခြင်းမှာပဲအရေးချီကြည့်ပြီးတော့ အစ်စ်ညင်းညင်းညံနေမယ်ဆိုလို့ရှိရင်တော့လုံခြုံပါတယ်အများဆုံးဖန်ခံတဲ့နေရာတွေကတော့အတိုင်ခံတဲ့နေရာတွေပေါ့နော်အတိုင်ခံတဲ့နေရာတွေကတော့ operacy အများဆုံးဝင်တတ်ပါတယ်ဆိုတော့အခုမှမလေးရှားကိုရောက်လာတဲ့လူသစ်ငွေလေးလည်းအရင်မကြောက်ပါနဲ့ဖမ်းပြီးလို့ရှိရင်လည်းတို့ကဘာမှတော့မလုပ်ပါဘူးပြန်ပို့တဲ့အဆင်အုံပဲဥစ္စာဖြစ်တာပေါ့နော်အခုကတော့ပြန်ပို့မယ်ပြန်ပို့မယ်ပြန်ပို့မှလာလဲအပို့မခံချင်ကြောက်လေဘယ်သူမှအပို့မခံချင်ကြောက်ညီမနိုင်ငံအခြေအနေနဲ့အဲ့အတွက်ဒီမှာပဲဥစ္စာဖြစ်တဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုကိုယ်တိုင်ဂရုစိုက်ပြီးတော့ နေရမယ်နောက်ပြီးတော့တည်င်းတွေကိုအမြဲတမ်းမျက်ခြေမပြတ်နားထောင်ပြီးတော့နားဆွင့်နေပါတည်င်းတွေအမြဲတမ်းတင်နေတဲ့ page တွေလည်းရှိပါရဲ့နော်မလေးရှားမှာတည်င်းတွေအမြဲတမ်းအဆက်မပြတ်တင်ပေးနေတယ်ပြောပြနေတယ် page တွေလည်းရှိပါတယ်တချို့ကတော့ချင်းချောက်နေတာမဟုတ်ဘူးတကယ်အမှန် live ပင်နေရာမှာဘာဖြစ်တော့မယ်ပင်နေရာမှာဘာဖြစ်နိုင်လဲပင်နေရာမှာတော့ဘယ်လိုတွေတိုင်ထားတယ်အဲ့လိုတွေတင်ပေးနေတဲ့ page တွေရှိပါတယ်ကိုက online ကြည့်ရင်အဲ့ဒါလေးတွေကိုအဆက်မပြတ်တနေ့ကိုတစ်ခါနှစ်ခါအမြဲတမ်းကြည့်ပြီးတော့လုပ်ပါတယ် ဆိုတော့ကုပောက်ဝင်းကျင်းရလူတွေကိုလည်းငြင်းနေမျက်ခြေမပြတ်ကြည့်ပြီးတော့ကယူတစိုက်သွားလာနေထိုင်မှုလိုပါတယ်ဆိုတော့အခုကျွန်တော်ခုနကပြောတဲ့မလေးရှားမှာ passport လုပ်ချင်တဲ့လူတွေ passport အစ်စ်လုံးဝလုပ်လို့မရသေးပါဘူးအဟောင်းတွေတက်တန်းတိုးလို့ရပါတယ်ကိုယ်တိုင်တိုးနိုင်ပါတယ်အဲ့လိုမှမတိုးချင်လို့ပွဲစားနဲ့တိုးချင်တယ်ဆိုလို့ရှိရင်ဆက်သွယ်ပြီးတိုးလို့ရပါတယ်နောက်တစ်ခုကတော့အပြောက်လျှောက်တဲ့လူတွေမြန်မာနိုင်ငံကပါလာတဲ့ passport စာအုပ်ကိုအပြောက်လျှောက်လို့မရပါဘူးမလေးရှားမှာလုပ်ပြီးတဲ့စာအုပ်ကို passport လျှောက်မယ်အပြောက်လျှောက်မယ်ဆိုရင်လျှောက်လို့ရပါတယ်ဆိုတော့အဲ့ဒါကျွန်တော်ကဒီနေ့ကျွန်တော် ညှဝေချင်တာတော့ Facebook နဲ့ပတ်သက်ပြီးတော့ဒီကိစ္စလေးနဲ့ထောက်ထားမရှိတဲ့လူတွေ UN ရှောက်ထားကြဖို့ပြန်လည်ညှဝေလိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်